နောက်နောက်ဆက်နေကမ္ဘာလာနဲ့ဘော်လုံးအောင်စုတွေကိုမက်ဆီရောက်တင်ရလာဆိုတာတည်ပြောပြလာတယ်အမ်ဘာပီကိလီယန်မျာမျာကစားမဘွားမှာကဘာဗလာတစ်ချိန်ဖြစ်ခဲ့မှုပြီးဖိုင်နယ်တစ်ချိန်ရောက်ခဲ့တဲ့ကစားမဖြစ်ပါရင်ဒါကြောင့်သူဟာကဘာဗလာရဲ့တံမိုးကောင်းကောင်းသိသူပါကဘာဗလာဖိုင်နယ်ကိုလည်းချိန်ဆက်တက်ရောက်ထားတဲ့အမ်ဘာဘီက2026ကဘာဗလာကိုဘိုးဆွဲဖို့ရပြတ်မှတ်ထားလဲရှိနေပါရင်ဒါမဲ့ကဘာဗလာမတိုင်ခင်မှာအမ်ဘာဘီကပြီးခဲ့တဲ့ကဘာဗလာပေါ်သူ့ရဲ့အမြင်ဗော်လန်တီယားဆုရသွားခဲ့တဲ့မက်ဆီပေါ်သူ့ရဲ့အမြင်ကိုပြောပြလွှတ်လာခဲ့ပါရင် ၂၀၂၂ကမ္ဘာလောက်ဟာပြိုင်ပွဲသမားရဲ့အကောင်းဆုံးဖိုင်နယ်လို့ကျွမ်းကျင်သူတွေကသတ်မှတ်ကြပါရင်အာဂျင်တီးနားနဲ့ပြင်သစ်တို့ဟာပြန်လည်ဂိုးတွေသွင်းယူခဲ့ကြပြီးအချိန်မပြီးတဲ့အထိအပြေမပေါ်ခဲ့ကြတာဖြစ်ပါရင်ပရဒီအဆုံးဖြတ်ခံရမှာတော့အာဂျင်တီးနားကပဲချန်ပီယံဆိုကြီးကိုကမ်းမြောက်သွားနိုင်ခဲ့တာဖြစ်ပါရင်မက်ဆီနဲ့ကမ္ဘာလောက်ဖိုင်နယ်ကိုနှစ်ကြိမ်မြောက်တက်ရောက်နိုင်ခဲ့ပြီးနောက်ဆုံးမှာမှချန်ပီယံဖြစ်လာခဲ့တာပါ MVP အတွက်ကတော့ကမ္ဘာလောက်ချန်ပီယံဆိုကြီးကိုနှစ်ကြိမ်ဆက်ကမ်းမြောက်နိုင်မယ့်ခွင့်အနေနဲ့လွှဲချော်ခဲ့တာဖြစ်ပါရင် MVP ကကမ္ဘာလောက်ပြိုင်ပွဲမှာကစားဖို့အတွက်မွေးဖွားလာခဲ့တယ်လို့ဆိုရမှာပါသူကအတွင်းကုန်းရှိကုန်းနဲ့ဂိုးသိန်းပီရင်စုကိုပိုင်ဆိုင်နိုင်ခဲ့ပါရင် MVP က ဘောလုံးသမိုင်းမှာကမ္ဘာ့ဖိုင်နယ်မှာဟက်ထရစ်တင်နိုင်တဲ့ဒုတိယမြောက်ကစားသမားဖြစ်ဆန်ကျင်တင်နိုင်ခဲ့ပါတယ်။အဆိုပါညနဲ့ပတ်သက်ပြီးအမ်ဘာဘီကအခုလိုပဲပြန်ပြောင်းပြပြလာခဲ့ပါတယ်။အဲ့ဒီကမ္ဘာ့ဖိုင်နယ်ကတကယ်ကိုရွေးသွေးချင်စရာကောင်းလို့နဲ့ပွဲပါ။တပွဲလုံးစာပိုကောင်းတဲ့အတင်ကအာဂျင်တီးနားဖြစ်ပြီးသူတို့အနိုင်ရဖို့တဲ့လုံအောင်ထိုက်တန်ခဲ့ပါတယ်။ကျွန်တော်လည်းကောင်းခဲ့တဲ့ဆိုပေမဲ့အခိုက်အတန့်လေးငယ်အတွက်သာဖြစ်ပါတယ်။တပွဲလုံးဆိုရင်အာဂျင်တီးနားကချန်ပီယံဖြစ်ဖို့ပိုထိုက်တန်ပါတယ်။ဒီရှုံးကကျွန်တော်ကိုဝန်းနေစေပါတယ်။ဒါပေမဲ့လည်း2026ကမ္ဘာ့ကလာနေပြီလေ။အဲ့ဒီခါကျရင်ကျွန်တော်တို့ထပ်ဝန်းနေနေမှာမဟုတ်ပါဘူးလို့ဆိုခဲ့လိုက်တာဖြစ်ပါတယ်။ နောက်ဆက်နေကမ္ဘာပေါ်ရရှိခဲ့တာကြောင့်အာဂျင်တီးနားအသင်းကောင်းဆောင်မက်ဆီဟာဗော်လင်ယောစစ်ကိုထပ်တနေစခုနိုင်ခဲ့တာရင်းဒီအမြင်ကော MBP ကလည်းသဘောတူပါတယ်ကမ္ဘာလားချန်ပီယံဖြစ်ခဲ့ဖို့သူပြီးကမ္ဘာလားရဲ့တန်ဖိုးကို MBP ကကောင်းကောင်းနားလည်တယ်လို့ပြောရမှာပါသူကမက်ဆီကဗော်လင်ယောစုနဲ့ထပ်တနေရရှိသွားခဲ့တာပါနောက်ဆက်နေကမ္ဘာလားဖိုင်နယ်ကအိုက်ပွဲပြီးတာနဲ့ကျွန်တော်သိလိုက်ရတာကမက်ဆီအနေနဲ့ကမ္ဘာလားရသွားတဲ့အခါမှာဗော်လင်ယောစုရသွားမယ်ဆိုတာပါပဲကျွန်တော်နဲ့ဟာလန်ကအကောင်းဆုံးရာသီကိုပိုင်ဆိုင်ခဲ့တယ်ဆိုပေမဲ့ကမ္ဘာလားရသွားခြင်းကအများကြီးခြားနားသွားခဲ့တယ်လို့ဆိုခဲ့ပါတယ် ဆက်လက်ပြီးအမဘီကမက်ဆီနဲ့တွေ့ခဲ့စားခွင့်ရတာသူ့အတွက်ရွှေရောင်ခွင့်လန်းဖြစ်ခဲ့ကြောင်းမက်ဆီစီကလည်းအများကြီးတင်ယူခဲ့ရကြောင်းဝန်ခံခဲ့တယ်လို့လာမယ့်ကမ္ဘာလားကိုရယူသွားဖို့ကြိုးစားသွားမှာဖြစ်ကြောင်းလည်းခုလိုဆက်ပြောပါရစ်ကျွန်တော်အိမ်မက်ကရီယယ်မက်ထိပါကစားချင်နေတာပါပဲ။ဒါကမှဘာစနာစီသွားမယ်လို့အစီမကူဘူးပါဘူး။ကျွန်တော်အနေနဲ့မက်ဆီကိုဘာစနာပါပဲကစားမှာပေါ့ကွန်ဆုံးမယ်လို့ထင်နေတာပါ။ဒါတော့မှသူရဲ့ပြိုင်မဲ့ဖြစ်တဲ့ရင်ဆိုင်ဖို့တော့မှမတွေးမိသေးပါဘူး။သူကမက်ဆီကိုပြိုင်မဲ့ဖြစ်တဲ့ရင်ဆိုင်ရမယ်လို့ထင်ခဲ့ပြီးတော့အသင်းပေါ်တွေဖြစ်လာနိုင်မယ်လို့မထင်ခဲ့ပါဘူး။ဒါပေမဲ့ဖြစ်လာခဲ့ပါရင်ကျွန်တော်ကထူးခြားလို့မှရင် တို့စီကအများကြီးတင်ယူခဲ့ရပါတယ်ကျွန်တော်တို့ကိုကျေးဇူးတင်ပါတယ်ဆိုပါနေ့ကဆုလက်ပါပဲကျွန်တော်အထူးခြားလို့နဲ့ကစားပါနဲ့တွေ့ကစားနိုင်တဲ့ရွှေရောင်ခွင့်ကိုထပ်မံရရှိခဲ့ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်နောက်ဆက်ချက်ကဘာလို့ကိုင်မနိုင်ဖို့မျှော်လင့်ပါတယ်ကဘာလို့ကိုကိုင်မခွင့်ရဖို့ကအိမ်မက်တစ်ခုပါကျွန်တော်ကံကောင်းစွာနဲ့ဇင်ကိုင်မခွင့်ရခဲ့ပြီးပါပြီဖိုင်နယ်ကိုလည်းတစ်ချိန်ထည့်ရောက်ပြီးပါပြီရှောင်းနေရတာကနားကျင်ပါတယ်တကယ်ကိုကောင်းတဲ့ဖိုင်နယ်ပါလို့ကျွန်တော်တရချင်းထည့်ရောက်ပြီးကဘာလို့ထည့်ရဖို့မျှော်လင့်ပါတယ်လို့ပြောခဲ့လိုက်တာဖြစ်ပါတယ်